ရန်ကုန်နေပြည်တော်မန္တလေးယထာလမ်းပိုင်းမှာပြီးဆွဲနေတဲ့ယထာခီးစင်တွေအတွက်ယထာလမ်းမှတ်ကိုဖုံးစပ်ပြီးဘုကင်ရယူကငွေချေဝယ်ယူနိုင်ပြီထွက်တယ်လို့မြမမီယထာဌာနကလည်းသိရပါဗျ။ ယထာလမတ်အတွက်တတ်ဆန်ရဘူရာကို ဖုံးဆက်ပြီး booking ယူဖို့အတွက်ခရီးသွားရက်မတိုင်းမီ9ရက်ကြိုပြီးဖုံးဆက်ရမှာထင်ကြောင်းမိယထာဝန်ထမ်းကမှခရီးသွားမဲ့သူရဲ့အမိနိုင်ငံသားစစ်ဆေးရေးကတ်အမတ်ယထာစီးနင်းလိုက်ပါလို့တဲ့နေ့ရက်ခရီးစဉ်ယထာအမတ်နဲ့တွဲအတန်းစားကိုစည်ရင်းမတန်းရယူထားမှာထစ်တယ်လို့သိရပါတယ် အဲ့ဒီနောက်ခရီးသွားဖို့တိုးရက်အလိုမှာအရင်ဆက်တွယ်စာရင်းပေးထားတဲ့သက်ဆိုင်ရာဘူရာကိုဖုန်းနံပါတ်ကိုထပ်မံဆက်တွယ်ပြီးထိုင်ခုံရမရအတီးပြုတ်ရမှာဖြစ်ကြောင်းထိုင်ခုံရပါကကြက်တဲ့ငွေပမာဏကိုပေးချေဖို့အတွက် Viber မှာထစဉ် MMQR code ကိုပေးဖို့က online payment အမျိုးအစားနဲ့ငွေပေးချေရမှာဖြစ်တယ်လို့သိရပါတယ် ငွေပေးချေပြီးပါကပေးချေပေးကြောင်းအထောက်အထားကို Viber နံပါတ်ကိုပြန်လည်ပေးဖို့မှာသာမိယထဝင်ထန်းကခရီးစဉ်အတိုင်းတွဲခုံနံပါတ်ကို Viber မှာပြန်လည်ပေးဖို့မှာထည့်ကြောင်းယထာထွေမဲ့နေမှာမှာဘူရာလက်မှတ်မှာလက်မှတ်ဝယ်ထားပြီးငွေတွင်းထားတဲ့အထောက်အထားပြကလက်မှတ်ထုတ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်ယခုလိုရက်ကြိုတင်ဖုန်းဆက်ပြီးလက်မှတ်ဖြတ်ချက်ကလက်မှတ်ရရှိဖို့80ရာခိုင်နှုန်းလောက်အထိတည်ထားမှုရှိတယ်လို့တိုင်းအမတ်ခုံရန်ကုန်တိုင်းတာဝန်ခံကပြောပါတယ် နာရဲ့ချိုတင်လာတဲ့အစင်လိုက်အတိုင်းမှတ်ထားမယ်နာမည်တွေဖြည့်ထားမယ်ဖြည့်ပေးထားလို့နာမည်ဖြည့်သွားရင်နောက်လို့မရတော့ဘူးပေါ့သူတို့ဖုံးပြန်ဆက်တဲ့ခါကျလက်မှတ်ရပါပြီငွေသွင်းလိုက်ပါဆိုတာနဲ့ငွေသွင်းလိုက်ရင်သူတို့ကလက်မှတ်ရပြီးသွားပြီ အခုက online မလုပ်နိုင်သေးတော့ဒါကလက်တလောခဏကူးစားတဲ့သဘောပါ online လုပ်နေလာမပြီးသေးတော့လေလာဖို့အခက်အခဲဖြစ်သူတွေဆိုရင် taxi ငါးခါပေါ်ကုန်းနေတယ်ဒါတွေအဆင်ပြေအောင်လုပ်ပေးတဲ့သဘောပါလို့ဆိုပါတယ်ဖုံးဆက်ပြီးလက်မှတ်မဖြတ်လိုကားကလည်းပုံမှန်အကိုင်းပူရယုံမှာတန်းစီကလက်မှတ်ဖြတ်ယူနိုင်တယ်လို့သိရပါတယ် ်လက်မှတ်ရောင်းတာတွေလိုက်ကြီးကတ်နေတယ်။တော်တော်လေးလိုက်ကွက်ကဲနေတယ်။ရှိတဲ့လူတွေအကုန်လိုက်ကြီးချက်ပေးနေတယ်။ခရီးကားသိပ်များနေရင်အတစ်ထတ်တော့ပေးဖို့လည်းကြီးချက်ပါတယ်လို့သူကဆက်ပြောပါတယ်။ဖုံးဆက်လက်မှတ်ဖြတ်ဖို့အတွက်ရန်ကုန်ဘူရာကြီး၊ဘေကူးဘူရာ၊တောင်ငူးဘူရာ၊နေပြည်တော်ဘူရာ၊ကြောက်စဲဘူရာ၊ဖျော်ဖွဲဘူရာ၊တိုးချောင်ကလေးဖြူဘူရာတက်ကုံ၊သာစီနဲ့မန္တလေးဘူရာကြီးတို့ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။ ယခုလိုဖုံးဆက်ပြီးလက်မှတ်ဖြန့်နိုင်ကြောင်းကြေညာတဲ့အဖို့ Viber ကနေငွေသွင်းပြီးပြေစာလက်ခံရမယ်ပြီးရင်လက်မှတ်ဖြန့်ပို့ရမယ်ဆိုတော့ဝင်းထန်းကနင်းနေတော့အလုံများတာပေါ့ခရီးသွားမဲ့သူကလည်းဖုံးတစ်ခါဆက်ရအောင်မယ်ဖုံးဆက်ကလေးကတခါတည်းလွန်ကန်းဆက်အပြီးလုပ်ပေးရင်တော်သေးတာပေါ့အောင်ပါလေးသီလို application လုပ်နိုင်ရင်အလုတ်ရှုပ်တတ်တာတယ်ပိုကောင်းသွားမယ်လို့ခရီးသွားဖြူသူတွေကပြောပါတယ် ယထာလက်မှတ်ကိုအင်တာနက်အသုံးပြုပြီး application မှထစင်လက်မှတ်ဝယ်ယူနိုင်မဲ့ online စနစ်ကိုလှုပ်ဆောင်နေပြီးမကြခင်မှာစတင်နိုင်ဖို့မျှော်မှန်းထားတယ်လို့မြမမီယထာဌာနကနေသိရပါတယ်။လက်ရှိမှာမောင်ခိုဝယ်ယူရခြင်းလက်မှတ်ခါပို့ပေးရခြင်းကိစ္စနဲ့ပတ်သက်ပြီးတိုင်ကြားမှုတွေရှိကြောင်းတိုင်ကြားခံရတဲ့မီယထာဝန်ထမ်းတွေကိုအရေးယူမှုတွေလုပ်နေတယ်လို့မြမမီယထာမှသိရပါတယ်။